ိုမိုးရသည့်ကာလမှာဆန်စကရင်လိမ့်စရာမလိုဘူးလို့ထင်နေပါသလားလူအများစုကနေတာတဲ့အချိန်မှာဆန်စကရင်လိမ့်တဲ့လို့ထင်တတ်ကြပါတယ်တကယ်တော့မဟုတ်ပါဘူးနေလင်းရောင်ထဲမှာ UVA UVB UVC ဆိုတဲ့ခရမ်းလွန်ရောင်ခြေတက်၃မျိုးပါဝင်ပါတယ်အဲ့ဒီထဲက UVB နဲ့ UVA ကအရေပြားအတွင်းကဆဲတွေကိုထိခိုက်စေနိုင်ပြီးနေလောင်တာတင်းနှိပ်ဆွေရနဲ့အရေပြားကန်ဆာလိုမျိုးကျန်းမာရေးပြဿနာတွေအထိဖြစ်စေနိုင်ပါတယ် နေပူချိန်အမြင့်ဆုံးဖြစ်တဲ့မနက်7:00နာရီကနေညနေ4:00နာရီအတွင်းအပြင်ထွက်တာကိုတက်နိုင်သမျှရှောင်သင့်ပါတယ်။ UV ray တွေနဲ့ဒါရိုက်ထိတွေ့မှုကနေကာကွယ်ဖို့မနက်ခင်း7:00နာရီကစပြီးနေပူရဲသွားသွားမသွားသွားနေလောင်ကာခရင် sunscreen လေးသင့်ပါတယ်။ sunscreen လေးရမှာလဲနေအောင်ခြေကို69ရာခိုင်နှုန်းကာကွယ်ပေးနိုင်တဲ့ sun protection factor SPF အနည်းဆုံး30ဒါမှမဟုတ်30အထက်ရှိတဲ့ sunscreen ကိုသာသုံးသင့်ပါတယ်။အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်နေပူရဲမထွက်ခင် မိနစ်20လောက်အလိုမှာ sunscreen ကိုကြိုးလိမ့်ပြီးနှစ်နိုင်ကြားတစ်ခါပြန်လည်ပေးတင်ပါတယ်။နောက်ထပ်နေရောင်ခြေကိုကာကွယ်ဖို့နီလန်တစ်ခုကတော့ခရမ်းလွန်ရောင်ခြေတံကနေကာကွယ်ပေးနိုင်တဲ့ SPF ပါတဲ့အဝတ်ထည်တွေကိုလည်းဝတ်ဆင်တင်ပါတယ်။နေပူရဲသွားရင်အင်ဂျင်လက်ရှိဘောင်းမီရှိလေဝင်းစီပဝါနဲ့နေကမြင့်မှန်တွေကိုလည်းဝတ်ဆင်တင်ပါတယ်ရှင်။ဒီဝေပြိတ်သက်များအားလုံးကျန်းမာလှပကြပါစေရှင်။